Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် November 14ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့သွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့မနေ့ညကသတင်းမတင်ဆက်ခဲ့နိုင်တာအတွက်လည်းအားလုံးကိုထူးပဲတောင်းပန်လိုက်ပါเนาะအဲ့တော့မနေ့ညသတင်းတွေလည်းပါမယ်ပေါ့เนาะဒီမနက်မှာတက်လာတဲ့သတင်းလည်းပါမယ်အဲ့တော့ကျွန်တော်တို့တစ်ချက်လောက်သွားပြီးကြည့်အောင်เนาะအရင်ဆုံးကျွန်တော်တို့ဒူရီတူရှင်သတင်းလေးဖတ်ကြည့်လာเนาะ ပထမသတင်းပုတ်ကတော့ဆစ်အာနာသိမ်းမှုနောက်ပိုင်းလှုပ်ရှားမှုကိုအရေးတော်ပုံလို့တုံးတုံးမဲဆွဲခဲ့တဲ့ပီတူပါတီအမတ်လောင်းဥပဒေနဲ့မညီလက်ကိုစလေလောင်းအရေးချင်းကန့်ယူမှုရှိလို့ပြစ်တင်ခံနေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့ဥကိုကြီးဥဆောင်တဲ့ပီတူပါတီကလွတ်တော်ကိုစလေလောင်းဦးလွင်မြင့်ဟာမဲဆွေစည်းရုံးတဲ့နေရာမှာ2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်စဉ်ကိုရေးတော်ပုံတော်လိုင်းရေးဆိုတဲ့စကလုံးတွေတုံးနှင်းခဲ့တာကြောင့်ဥပဒေနဲ့မညီဘူးကိုယ်စားလှယ်လောင်းအရေးချင်းနဲ့ကန့်ညင်မှုမရှိဘူးလို့စစ်တပ်ထောက်ခံတဲ့ Telegram Channel တချို့ကဝေဖန်ပြစ်တင်နေကြတယ်လို့သိရပါတယ်เนาะအဲ့တော့ စစ်တပ်ဘက်မှာတော့တည်တိုင်းပဲအရေးတော်ပုံတို့တော်လိုင်းရေးတို့ဆိုတဲ့စကားလုံးတော့ကြောက်နေရနေတာဖြစ်ပါတယ်နော်နောက်ထပ်သတင်းတော့ကတော့ဒီဝါဆိုမြို့နယ်ခမာယ၄နှစ်ကုန်တည်ရင်မှာစစ်မှုတန်းတပ်သားတစ်တူဒရုန်းဂန်တလက်နဲ့ခရဲများယူဆောင်လာပြီးအလင်းဝင်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် လင်းဝင်ရောက်လာတဲ့သူကမကွေးတိုင်းတဲ့ကပါတဲ့မြို့ပေါ်ကိုဖုံးတက်ဝဲပြီးအပြန်ပါကားပေါ်တာဆွဲတင်ပြီးစစ်မှုထမ်းပြီးစုဆောင်းခံရတဲ့ခံရခြင်းဖြစ်ပါတယ်တဲ့မကွေးတိုင်းစုဆောင်ရေးဌာနကိုခေါ်ဆောင်သွားခံခံရတာဖြစ်ပါတယ်အလင်းဝင်ရောက်လာတဲ့သူကတော့စစ်မှုထမ်းပတ်စင်လေးကပါတဲ့တောင်ရင်းကြီးလေးကြီးခေါ်ကပါသူ့ကိုဂုံပြုစုငွေချင်းပို့တော့ကာကွယ်ရေးဦးကြီးဌာနကိုဆက်လက်တင်ပြပြီးဂုံပြုငွေချင်းပို့ဆောင်ရွက်သွားမယ်လို့သိရပါတယ်နော်အဲ့တော့ဂျမစစ်ကောင်စီထဲမှာရှိတဲ့သူပါစတယ်ပေါ့နော်အာခိုင်းလို့ရတယ်မျိုးမဟုတ်ဘဲနဲ့ခုလိုမျိုးရရလက်နက်တွေပစ္စည်းတွေယူပြီးတော့အမြန်ပြေးလာဖို့လိုပါပဲနော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်း239မှာရှိတဲ့စစ်တပ်ကိကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားနောက်နှကောင်မျိုးစာဖြစ်ပြီးဗိုလ်ကြီးတို့ထိခိုက်ဒဏ်ရာရှိသွားတယ်လို့သိရပါတယ်အဲ့မှာစစ်ခွေးရင်က15ရောက်ရှိတယ်တဲ့ဂိတ်စခန်းအသေးလေးပါတယ်စစ်ခွေးတည်စီရင်ထတ်တိုးတည်ဆုံးတာမျိုးတော့မကြားမိသေးဘူးကျွန်တော်တို့ကတော့နေပြီးတော့တိုင်းစစ်ဌာနတက်တူဖြစ်လို့နေပြီးတော့တိုင်းဝိုင်းကိုပျောက်ကြားတိုက်ခိုက်ဖို့အမြဲကြိုးစားနေမှာပါလို့တရေပြေးဖို့ထားပါတယ်နော်အဲ့တော့နေပြီးတော့တော်ရီမှာလည်းဒီ PDFD ကပျောက်ကြားနေစနစ်နဲ့ပေါ့နော်ရသလိုတိုက်နေတွေ့ရပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကြားပြန့်ဂိုင်းကြီးတစ်ခုနဲ့ပတ်သက်နေတဲ့ဘေးရင်ဆီယာမနဲ့တမီကိုအော်စတြေးလျရဲတပ်ဖွဲ့ကဖမ်းဆီးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲတော့အားလုံးသိတိုင်းပဲခုရက်ပိုင်းမှာဒီကြားပြန့်နဲ့ပတ်သက်ပြီးအမေရိကန်လည်းပါဝင်လာတယ်ပေါ့နော်။အဲ့ဒါပြင်ခုဆိုအော်စီမှာလည်းဒီကြားပြန့်နဲ့ပတ်သက်ပြီးတော့ဖမ်းဆီးလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ဒါကတော့ဒီအော်စီလေးကိုရောက်နေတဲ့အော်စီနိုင်ငံသားခံယူထားတဲ့သူတွေပေါ့နော်။အဲတော့သူတို့နှစ်ဦးကလည်းအော်စတြေးလျနိုင်ငံကိုရောက်နေပြီးအကာအကွယ်နဲ့ပါတဲ့ဗီယက်နမ်နိုင်ငံသားတွေကိုအဓိကပြည့်မှတ်ထားလို့ရှိတယ်လို့သိရပါတယ်။သူတို့နှစ်ဦးပါဝင်ပတ်သက်တဲ့လေလံမှုတွေကြောင့်နှစ်နာခေရတဲ့ငွေပမာဏဟာအမေရိကန်ဒေါ်လာ46တန်နီးပါး ာရှိများပြားနိုင်တယ်လို့စွပ်စွဲခံထားတယ်လို့သိရပါတယ်။အဲ့တော့နိုဝင်ဘာ17မှာစစ်တီမှာရှိတဲ့ Dover Heist စင်ဂျီဘုံရက်ကွက်မှာအသက်53နှစ်အရွယ်မိခင်နဲ့25နှစ်အရွယ်သမီးဖြစ်သူကိုရဲတွေကဖမ်းဆီးရမိပါတယ်။နောက်စလုံးဟာစမ်းသစ်တဲ့နှီးပညာတွေကိုချေချေပြပြအသုံးပြုလို့ရှာနေတဲ့ကြားဖြတ်ကိန်းတစ်ခုနဲ့တစ်ခုရဲ့အဆက်အနွယ်တွေဖြစ်တယ်လို့ရဲတွေကပြောပါတယ်ပေါ့နော်။အဲ့တော့မြင်းနဲ့အတိုင်းပဲကြားဖြတ်ရဆိုတော့နော်တကယ်ဂျိုးကြီးနဲ့တက်တူတွေနဲ့မထင်ပါနဲ့နော်။ဒီလိုမျိုးသားမိလည်းဖြစ်တတ်ပါတယ်။အဲ့တော့ကြားဖြတ်ကအခုမြန်မာပြည်မှာဆိုရင်တော့ပိုဆိုးပေါ့နော်။ပြည်သူတွေအပေါ်မှာဒီအရန်လွှမ်းမိုးတွေတွေ့ရပါတော့ လေညူမျိုးစုံပေါ့နော်အခုဆိုရင်ဘလောက်တောင်ဆင့်ပြီလဲဆိုရင် application တခုကိုကိုဖုန်းထဲထည့်လိုက်တာနဲ့ကိုဖုန်းထဲမှာရှိတဲ့ bank ငွေ bank account email account အကုန်လုံးပါသွားတဲ့အဆင့်ထိကိုသူတို့ကနီးပညာပါတော်တော်လေးကိုတစ်ဖက်ကန်းကတ်ကောင်းတဲ့နိမညာတွေတုံးတာတွေ့ရပါမယ်เนาะအဲ့တော့ကျွန်တော်မြန်မာပြည်သူတွေလည်းဒီချပြည့်နေရဲ့နှိမ့်ဆက်မှုကိုခံနေရပါမယ်เนาะနောက်ထပ်သတင်းတစ်ပုဒ်ကတော့အမေရိက အမေရိကန်ကစစ်ကော်မရှင်လောက်ခံ DKPA လေးဦးကိုအေးအေးယူတန်ခတ်ပြီးကြားဖြတ်နေနေရအထူးတပတ်ဖွဲ့စည်းဆိုတဲ့သတင်းပဲဖြစ်ပါဖြစ်ပါတယ်နော်အဲ့တော့ဒီ DKPA လေးခေါင်းဆောင်လေးဦးကိုမနေ့ကလေးရပါတော့ဒီဆန်ရှင်တွေလုတ်ခဲ့တယ်ဆိုတာသတင်းမှာကြေညာခဲ့ပါတော့အခုဆိုရင်အမေရိကန်ကဒီကြားဖြတ်ကိုနှိမ်နင်းဖို့စပြီးမှပါတော့အဖွဲ့အစုအဖွဲ့တွေလုတ်ပြီးမှ စတင်ကြပြနေနေစတင်နေပြီဆိုတာသတင်းကောင်းကိုကျွန်တော်တို့မနေ့ကလေးကကြားနေရပြီနော်အဲ့တော့ဘလို့အရေးခင်းနေဖြစ်လာဘလို့မျိုးပုံစံတွေဖြစ်လာမယ်ဆိုကျွန်တော်စောင့်စောင့်စောင့်တော့ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒီအဲထဲမှာလည်းဒီ KNU နဲ့ပတ်သက်တဲ့လူတယောက်လည်းပါတယ်လို့ကြားရပါနော် ခုဒီမှာဆိုရင် DKB မှာကောင်းဆောင်လေးဖြစ်တဲ့ Source Tea Size Jaw La Source Source ဝင် Source အောင်လို့ねသူတရုတ်ရာစုခိုင်းများနဲ့ DKB အပါဝင်လက်နက်ကိုင်တပ်ဖွဲ့များကိုချိတ်ဆက်ပေးတဲ့ထိုင်းနိုင်ငံသားဒုက္ခအမေရိကန်ဗန်ဒါရေးဝန်ကြီးဌာနရဲ့နိုင်ငံခြားသားပိုင်ဆိုင်မှုထိန်းချုပ်ရေး OFAC ကပိတ်ဆို့တံခတ်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်လို့သိရပါတယ်เนาะတကယ် DK အဲ့တော့ DKB ကောင်းဆောင်လေးကိုအခုလိုမျိုးပိတ်ဆို့ရေးယူတာ ਨੇ ပတ်သက်ပြီးတော့ဒီတင်ပြထားတဲ့ဒီ တရင်တိုက်ရိုက်ဗီဒီယိုရဲ့အဲ့ဒီအကြောင်းကိုပြောထားတဲ့တရင်ဗီဒီယိုဒါတော့ကြည့်အောင်နော် Strike Force Burma team has identified quote the democratic Karen Force Burma team benevolent army let me say it again the democratic Karen benevolent army which is a

ဒီမိုကရေစီအကျိုးပြုကရင်တမတော် DKPA အပါအဝင် အဖွဲ့ရဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့စေဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောစတီစေချုပ်ဗိုလ်မှူးကြီးစောစိန်ဝင်းစေဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောစန်းအောင်နဲ့ဗိုလ်မှူးချုပ်ဆိုင်းကျော်လာတို့ကိုအမေရိကန်ကတန်ခတ်ပိတ်ဆို့အရေးယူကြောင်းထုတ်ပြန်လိုက်ပါတယ်။အမေရိကန်နိုင်ငံသားတွေကို ပြစ်မှတ်ထားလိမ်လည်နေတဲ့တရုတ်ရာဇဝတ်ကိုင်းနေတဲ့ဆက်ဆက်ပြီးအွန်လိုင်းလိမ်လည်မှုကြမ်းဖြတ်စင်တာတွေတီထောင်နိုင်မှုပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့်အရေးယူလာတာဖြစ်တယ်လို့ အမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယူ OFAC ကနိုဝင်ဘာ12ရက်နေ့မှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ဒီကဒီကသင်္ဘောသေးမမီဟူအဲတော့ဒါငါလည်းကတိရမစလာတိရမစလာငါမီဟူအပြောရဒီလူကလို့သူ့စက်ပြောစားတော့နောက်ပြန်ကြည့်ဘယ်လိုလဲဟုတ်တော့မဟုတ်တော့ပြောတတ်တယ်ကျွန်တော်ဒီမပြောနော်ကောင်းပြီအခုခံကျိုးတဲ့လူတွေကလူတွေကဘလောက်ဆက်လဲဘလောက်လိမ့်လဲဘလောက်ချမ်းသာလဲ အဲ့ဒီလူန်းသားတွေဒီမှာဖန်ဖို့တော့တွေ့ရအဲ့ဒီလိုမှလာတော့ကျွန်တော်တောင်းရတယ်မှာဆရာကြီးဒီရောက်ဖန်လို့ရသိလို့ရမှာဒီမှာလဒေါ်လာတွေရွှေတွေပတ်စံတွေအများရောမရှိဘူးနော်ကြားကြားတယ်မနော်စတောတိုင်ရတဲ့မှာလာဖိုင်းရတော့ညူသီးပဲဖမ်းလို့ရမယ်တဲ့ဒေါ်လာတွေတော့ရှိမှာမဟုတ်ဘူးတဲ့အဲ့တော့ဘလို့ပဲပြောသူတို့ကြားဖက်မှာပါတာတတိုင်းပြည်လုံးတည်တိုင်းငံလုံးတည်နေပြီနော်သူတို့ကသာဘာမှမလုပ်ဘူးဘာမှမသိဘူးလို့လာ Okay နောက်ထပ်တစ်ယောက်ပြောထားတဲ့ဟာလည်းနောက်တော့ကြည့်အောင်နော်ဘာမှမပြောခြင်းဘယ်လိုတော့ကူနေတဲ့ပတ်ဝန်းကျင် ်နေဆက်ဆောက်တော့ရုတ်ချင်းဒါလေးသူလောဆောင်အောင်လားအဲ့ဒါတူပြောတာပေါ့ကျွန်တော်တို့ကဘယ်လိုပြောကျွန်တော်တို့ကလည်းဒီပြည်ရှိချာနဲ့ပြည်ရွှေရှိဘယ်လိုဆုံးသမ်းမလဲဒီလိုက်ဟောနေပြေဆိုဆွေးနွေးပွဲတွေပဲလုပ်ရဒီဥစ္စာပေါ်မှာသူကသူ့ဘက်ကရှုတော့ရဲ့အမြင်နဲ့သူဆွတ်ဆွဲဒါအပြင် DKBA နဲ့အတူကြားပြန့်လုပ်ငန်းတွေပူးပေါင်းဆောင်ရွက်နေတဲ့ထိုင်းနိုင်ငံသားချမ်းမိုစဝမ်ဆိုသူနဲ့ TransAsia International Holding Group Thailand Company Limited Trustar Company Limited ကုမ္ပဏီနှစ်ခုကိုလည်းအမေရိကန်ကထည့်သွင်းပိတ်ဆို့အရေးယူထားပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီမှာပါလာပြီပေါ့နော်။အဲ့တော့ဒီအပြင်ခုဆိုရင်တို့ဒီ DKB ထဲကလူတွေပဲမကောက်ဘူးနော်။ KNU ကဒီရရှိတယောက်လည်းပါလို့ကြားပါနော်။အဲ့အဲ့ဒီသူနားလောင်ကြည်လားနော်။ကိုယ်လွင်ဆိုသူကတော့ KNU မှာပုံမှုချုပ်စောနေမင်းလွင်ဆိုတဲ့နာမည်နဲ့တာဝန်ထမ်းဆောင်နေသူလို့သိရပါတယ်။ အမေရိကန်ဗန်နာရေးဌာနရဲ့ပိတ်ဆို့အရေးယူခြင်းခံရသူတွေဟာအမေရိကန်မှာရှိတဲ့သူတို့ရဲ့ဓာတ်ရိုက်ဖြစ်စေတွဲဝိုက်ပြီးတော့ဖြစ်စေပိုင်းဆိုင်နဲ့ပိုင်းဆိုင်မှုအကျိုးစီးပွားတွေလုပ်ငန်းတွေအလုံးပိတ်ဆို့ထိမ့်သိမ်းခံရမှာဖြစ်တယ်လို့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။ကဲကြားရတိုင်းပါနော်။အဲ့တော့ KNU ကလည်းဒီမှာ ါလာတဲ့အနေအထားတွေတွေ့ရပါเนาะအဲ့ဒီဘက်မှာကရင်ပြည်နယ်ကတော့တော်တော်ရုပ်ရှုပ်ထွေးတဲ့အနေအထားပါเนาะဟိုတော့ဆိုရင်လက်နက်ကင်ဖွဲ့တွေတော့မပီသူတွေမဟုတ်ဟိုမကွဲပြားကြပါဘောเนาะအခုဆိုရင်ပို့ရှုပ်သွားတာဒီကြားဖြန့်ကြောင်ပါเนาะကြားဖြန့်ကြောင်အဲ့တော့သိကြပါတယ်သူတို့ဘက်ကတော့ဒီအချိုးအမျက်တွေနဲ့ပတ်သက်ပြီးတော့ဒီကရင်ဘက်မှာဝိဝါဒကွဲပြားနေတာတွေ့ရပါเนาะဒါပေမဲ့လည်းဒီတော်လိုင်းကြီးမှာအခုဆိုရင် အားလုံးကတော့ရှင်းထောက်ရမယ့်အနေအထားဖြစ်ပါเนาะသိကြတယ်အမေရိကန်ပါလာရင်တော့တော်တော်ထူးခြားတဲ့အခြေအနေဖြစ်လာနိုင်ပါတော့ဘာလို့လဲဆိုတော့ကြားဖြန့်စုကလေးကဒီတရုတ်ကလူတွေကများသွားပြင်ဥဆောင်တဲ့သူတွေများတယ်ပေါ့နော်အဲ့ဒီပုံမှာဘယ်လိုခြိုက်တွေ့မလဲ ာလဲစောင့်ကြည့်ရမှာဖြစ်တယ်လို့ကြားပြန်ခေါင်းဆောင်ကြီးမဲအောင်လိုင်းလဲဒီချိန်မှာသူ့အတွက်အကျဉ်းတဲ့ချက်တွေရောက်သွားနိုင်တဲ့အနေအထားတွေတွေ့နေရမှာเนาะကဲကျွန်တော်နောက်ထပ်နားထောင်မှာသတင်းကတော့ဒီ Champions League ကောင်စီလုတ်တဲ့ရွေးကောက်ပွဲမှာ LND ပါဝင်ခွင့်မရတာကသူတို့ကဖယ်ထားလို့မဟုတ်ဘူးเนาะဝတ်တောက်ဖြစ်သွားလို့သူတို့ကထည့်လို့မရတာပါဆိုပြီးပြောင်းလဲပြောင်းစားတွေပြောနေတဲ့ဒီဘူလလာဆွေရဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့เนาะတုံ့တက်ပြထားတဲ့ဥသိမ်းမြင့်ဗီဒီယိုအတိုးလေးနားထောင်ကြည့်အောင်เนาะအမေသူတို့ဖြစ်တာမဟုတ်ဘူးတဲ့ဗျအဲ့ဒီပါတီက without ဖြစ်သွားတာတဲ့ NLD မရှိတော့ NLD ကကျွန်တော်တို့ကဘယ်သူမှပြောကမရှိဘူးဗျခင်ဗျအိမ်မှာရှိတဲ့ဆိုင်ကယ်လေးကိုတတမ်းမတွဲရင်ခင်ဗျ without ဖြစ်သွားဒါဆိုင်ကယ်လေးနော်ခင်ဗျ NLD ကလည်းတတမ်းမတွဲတော့ without ဖြစ်သွားတာဒါဘယ်သူပြောကမှမပါဘူးအဲ့တော့ NLD မရှိလို့ကျွန်တော်နိုင်တယ်မနိုင်တယ်မပြောနဲ့ပါတီကောင်းဆောင်တွေကိုဖန်ဆီးထောင်ချအရင်ရွေးကောက်ပွဲရလက်တွေကိုပယ်ဖျက်ရုံသာမကအ နောက်တစ်ခါအဲ့ဒီလူတွေမပါဘဲမှတ်ပုံတင်ပြန်တင်ရမယ်လို့အကြက်ကင်ပါတယ်အဲ့လိုအကြက်ကင်တာကိုလက်မခံမှတ်ပုံမတင်လို့ without party တဲ့ဘူးလက်လက်ဆွေပြောသွားတာပါမော်တော်ဆိုင်ကယ်သာမှတ်ပုံမတင်မဲ့ without စီးလို့ရချင်ရပါမယ်မရငယ်သာမှတ်ပုံမတင်မဲ့ without ယူထားတဲ့လူတွေရှိချင်ရှိပါလိမ့်မယ် without party ဆိုတာကတော့အရင်ကတခါမှမကြားဘူးလို့ဗျာဆေးအုပ်စုဟာတရားဝင်မှု legitimacy ဆိုတာကိုမရလို့တရားဝင်မှုရအောင်ရွေးကောက်ပွဲ ထထောင်တာပါအခုတော့ထိုင်နေမိရင်အကောင်သားထသွားမှကျိုးမန်းသိဆိုတာမျိုးဖြစ်နေပါပြီတရားဝင်ရမလားဆိုပြီးတော့ရွေးကောက်ပွဲထထောင်မိပါတယ်ရွေးကောက်ပွဲဆိုတော့မှနိုင်ငံတကာကစိတ်ဝင်စားလာပြီးတော့တက်တာဖြတ်တာမိချိုတာညစ်ပတ်တာတွေအကုန်လုံးဘူးပေါ်သလိုပေါ်ရတဲ့အဖြစ်ပါတသက်လုံးပုံမှန်ကကုန်းကမှအကုန်ပေါ်ရတဲ့အဖြစ်မျိုးပါရွေးကောက်ပွဲကဖြစ်ကိုဖြစ်အောင်လုပ်မှာပါတဲ့อืมဟုတ်ပါရဲ့ဖြစ်အောင်လုပ်ကြမဲ့ပုံမှာ ါပေမဲ့မစခင်ကလေးကအချက်ကပြန်ပြန်ကြီးကွဲနေပါပြီ NLD မပါတော့ဒီတခါချောင်ရမလားလို့ဝင်လိုက်မိကြတဲ့ကာရောမီ9000စားအချောင်သမားတွေလေသူတို့ထင်တယ်လို့အချိန်လေးကောင်းမဲ့ပုံတိတ်မမြင်ရပါဘူးတော်တော်ကြာတော့မှဆရာကြီးတခင်ကိုရောမင်းပြောတဲ့ဂိမ်းမျိုးစိုက်နေပါဦးမယ်တောင်ကြရင်နွားနှကောင်မဝတယ်လို့ပါမောင်ဘတ်ဖေ9000မရတော့ကြောင်းအော်စကားတောင်မှမပြောခြင်းဆိုတော့ဂိမ်းမျိုးပါကဲ ဒါတော့ဥသိမ်းမြတ်တုံးသက်ချက်ပြီးလို့ဖြစ်ပါတယ်เนาะအဲ့တော့ LED ဘာကြောင့်မပါလဲဆိုတော့သူတို့ဘက်မှာတော့ကြောက်လို့မပြောဘဲနဲ့ပေါ့เนาะခုမှပဲဘာဝဲတောက်လို့လို့ဘာလို့လို့ရှောက်ပြီးတော့သတင်းဖြန့်နေတာပေါ့เนาะအဲ့တော့ဘာဖြစ်ပြီးတော့သူတို့ကနိုင်ချင်လို့လို့ဇွတ်ပြန်နေတာဖြစ်ပေမဲ့လေအခုချိန်မှာဆိုရင်ထထသွားမှကြိုးမှန်းသိပေါ့เนาะအာဒီသူတို့ရဲ့ရွေးကောက်ပွဲကတော့မဖြစ်မြောက်ဘူးဆိုတာလေတွေ့ရပါတော့သူတို့ဘလို့ပဲဖြစ်မြောက်မယ်လို့လို့ပေါ့เนาะဒါအခုနိုင်ငံတကာမှာဆိုလဲကြီးညာနေပြီเนาะဒီရွေးကောက်ပွဲအတုဆိုတာကိုဒီ UN မှာရှိတဲ့ကုလသမဂ္ဂမှာရှိတဲ့ဒီအရာရှိတွေကလည်းပြောနေကြတယ်ဖြစ်တဲ့အတွက်ပေါ့เนาะအဲသူတို့လှုပ်လေသူတို့မြုပ်လေဖြစ်မှာပါပေါ့เนาะ ကဲနောက်တစ်ကြောင်နားထောင်ပါဦးကျော်ပြောထားတဲ့သတင်းလေးနားထောင်ကြည့်အောင်နော်ဘလို့တုတ်ပြန်မယ်ဟမ်ဒီလောက်တော့အတင်းချက်ကြီးဟုတ်လားချင်းချောက်မှုတွေနဲ့တနတ်ထောက်ပြီးတော့ကိုမဲပေးခိုင်းတာဒါကျွန်တော်တို့အတူရောင်ရွေးကောက်ပွဲဆိုတာသေချာသွားပြီအဲ့တော့သေချာတဲ့အပေါ်မှာဒီအတူရောင်ရွေးကောက်ပွဲကိုဒီလိုကလင်ကကြစ်နီးတွေနဲ့ရုပ်မာသောနီးတွေနဲ့နော်မတမာသောနီးတွေနဲ့ ဟုတ်လားဒီစည်းရုံးရေးကာလမှာတော့ဒီလောက်ချင်းချောင်းမှုတွေချင်းချောင်းမှုပေါင်းစုံနေねကျွန်တော်တို့ပြည်သူလူထုတွေချင်းချောက်ခံနေရတယ်ဆိုတော့တကယ်လို့သာဒီရွေးကောက်ပွဲပေါ်ကိုခုလုံးလုတ်ပြီးတော့ဒီကောင်တွေအာနာရသွားလို့ရှိဒီအာနာရှင်တွေကတခါအာနာပြန်ရသွားလို့ရှိရင်တိုင်းပြည်အတွက်ရင်လေးစရာကြီးဗျာရင်လေးစရာကြီး 喏，啊，苦了嘛，皮啊的啊，牛牛的，好啦，哦，侬跟人家先来，侬跟人家先来啊，地图嘞，地图来啊，王南嘞，王南来啊，啊，牛牛清朝比较多，好啦，清朝女王族嘞，清朝比较多，买菜开门，侬什么样人？看伢路，三南嘞差比较多，买菜开门，哎，一条铁路嘞也，第二那线啊，江派，第二二车务，就那等于啊那不漏漏。 အပ်ပေးလို့ရမလဲအဲ့တော့ဒီအာနာမတိမြဲဖို့အတွက်ဒီအာနာရှင်အမြန်ကြဆုံးဖို့အတွက်ကျွန်တော်တို့ပြည်သူလူထုတွေနဲ့တကွပြပရောက်နေတဲ့ရှင်ဘာကျင်းစုညီကိုမောင်မနေမှာတာဝန်ရှိရဆိုတာမပေါ်ရောက်ကြပါနဲ့အာနာရှင်ဆိုတာသူ့အာနာတိမြဲဖို့အတွက်တခုပဲသူစဉ်းစားတာမှန်မယ်ပြည်သူတွေဘလောက်သိသိအောက်ခြေစစ်သားတွေဘလောက်သိသိ ါဟုတ် तू စောက်ကြီးမဆိုင်ဘူးဒီအာနာရှင်ဆိုတာကဲဒါတော့ဥစ္စာပြောတာအမှန်တရားတွေပဲဖြစ်ပါနော်အဲတော့အာနာရှင်ကတော့အခုချိန်မှာဆိုမြင်းတဲ့တိုင်းပဲတိုင်းပြည်မှာရှိတဲ့လူငယ်တွေတောင်မှ तू ကဟိုတကယ်ဆိုရင်တိုင်းပြည်မှာရှိတဲ့လူငယ်တွေကဒါနာခဲ့ခေါင်းဆောင်လို့သာသူတို့ဗဇက်ကနေသာပြောနေတာအခုချိန်မှာကြည့်ဦးဒီလူငယ်တွေပဲသူတို့တိုက်မှာသူတို့နေရာယူနေတာပေါ့နော်အဲတော့ဒီကောင်းနေရှိနေသေးရတော့တိုင်းပြည်ကတော့တကယ်ပေါ့နော်ကတ်ဆိုင်တာပေါ့နော်အခုဆိုလဲတကယ်ကတ်နေမြေမျိုးဆိုင်နေတာပဲဖြစ်ပါနော်အဲတော့လူငယ်တွေမကုန်ခင်မှာဒီကောင်းနေမြေမြေရှော့သွားဖို့လိုပါနော် ကဲနောက်ထပ်ကျွန်တော်နားထောင်မဲ့သတင်းကတော့ပြောင်းလဲပြောင်းစားတွေပြောနေတယ်ကြုံမြင့်မြင့်ဗီဒီယိုသုံးသပ်ပေးထားတယ်ကိုစီးဗီဒီယိုတစ်ချက်လောက်တက်ကြည့်လာနော်ကျွန်တော်ပြန်ပါခေါ်ရမှာကြည်ပါတို့ကိုတို့အခုလူပညာရှင်တွေအကုန်လုံးကိုယ့်ကိုသိနေကြတယ်တချို့လူပညာရှင်တွေမျက်နှာတွေချိုးမပြေသေးဘူးကျွန်တော်သိတယ်ပြောထားရတော့ဘယ်သူလို့ပြောတော့ဒါတော့ဆိုဒီလောက်လောက်ဆိုရင်တော့ရနေပြီပြောသေးဘူးနော်ဘယ်သူချိုးပြေလဲကျွန်တော်ကြိုက်တယ်ဆိုတော့ခလေးမလေးတယောက်သူကလည်းတော့ချိုးမပြေဘူးကျွန်တော်ကြည့်မရတော့ဘူးသူသချင်း music ကိုကြိုက်တယ်ဒါပေမဲ့လူမျက်နှာချိုးမပြေတာအချိုးမပြေတာအဲ့တော့ ကျော်မျိုးမင်းကတော်တော်အစိတ်အတော့ဖြစ်တဲ့ကောင်ဖြစ်နေပြီတိုင်းမီအတွက်ကလေဒါအကောင်းပြောတာဒီကောင်ကဘလို့ပုံစံဖြစ်နေပြီလဲဆိုတော့ကျွန်တော်အလုံးတစ်ခု လုံးကြတယ်စကားတစ်ခုပြောကြတယ်ဆိုရင်ကိုလုံးမဲ့အလုံးကိုပြောမဲ့စကားဆိုတာမှားတာနဲ့ဒီအမှန်တရားလမ်းကြောင်းပေါ့မှားတဲ့ဘက်ကိုတွားလာလားမှန်တဲ့ဘက်ကိုတွားလာလားလူတိုင်းကတတိထားကြပါဘူးအဲငါငါပြောမဲ့စကားဒီမှန်တဲ့ဘက်ကိုရအောင်ပြောကြတယ်ဆိုတဲ့ဟာမျိုးပြောကြတယ်ငါလှုပ်တဲ့အလုပ်ဒီမှန်တဲ့ဘက်ကိုရအောင်လှုပ်ကြတယ်ဆိုတဲ့ဟာမျိုးဒူရီရလှုပ်ကြတယ် ဒါပေမဲ့ကြော်မျိုးမင်းတို့လိုကောင်မျိုးကြတော့အဲ့ဒါလိုမျိုးတို့ကလောက်တာမဟုတ်ဘူးသူတို့ပြောချင်တဲ့အရာသူတို့ဖြစ်ချင်တဲ့အရာအဲ့ဒါကိုအမှန်လို့ပြစ်တာမှားတာမှန်တာသူတို့မသိဘူးလူများမှားတာနဲ့မှန်တာနဲ့လောကမှာမှားတာနဲ့မှန်တာနဲ့သူတို့မသိချင်ဘူးသူတို့တိချင်တာဒီသူတို့ပြောတဲ့အရာသူတို့ဖြစ်ချင်တဲ့အရာသူတို့လုပ်ချင်တဲ့အရာအဲ့ဒါကိုမှန်တယ်လို့လုပ်ပြစ်ခင်ဗျားခင်ဗျားတတိုင်းပြည်လုံးထမင်းသားတွေသူချီးကြိုက်တယ်မလားချီးစားတာမှမှန်တယ်အဲ့ဒါကြော်မျိုးမင်းအဲ့ဒီပုံစံလုပ်ပြစ်တာ ဆိုတော့ဒီလိုလူမျိုးကိုကျွန်တော်တို့နိုင်ငံအတွက်တိုင်းပြည်အတွက်လုံးဝမရှိတဲ့အဲ့ဒါလို့လုံရမျိုးကျွန်တော်ကိုယ်တိုင်လုံလဲကျွန်တော်လုံးဝမထားပါနဲ့ဒါကျွန်တော်ကိုယ်ဝင်လင်းပြောတာဘာဖြစ်လို့ဒါဟာလောကကိုအစိတ်ခတ်တာအခုအနုပညာသမားတွေလူတယောက်ဟာကိုယ်ကြိုက်တဲ့သူကိုအားပေးတယ်လေကြိုက်ခွင့်မကြိုက်ခွင့်လူတိုင်းမှာဒါမွေးရကွာရှိရတာမဟုတ်ဘူးလားမကြိုက်လို့အားမပေးလို့တနတ်ထောက်ပြီးတော့နိုင်ထက်စီနေပြုတ်ကျင့်နေတဲ့အရာကြီးကိုဒါကြီးကိုအဲ့လိုလိုနိုင်ထက်စီနေပြုတ်ကျင့်ပြီးတဲ့အပြင် ဘာမျက်နှာဘေးကမကောင်းဘူး။ဘာမျက်နှာလေးပဲပြုံးပြအောင်မေး။ဟဲ့ဟဲ့ကျမတို့လွတ်ချင်ပါတယ်။အဲ့လိုလောက်ကဟုတ်ဟာ။ဟုတ်လား။ကောင်းမြတ်တာဟိုလောကမှာဒီလိုလူမျိုးတွေကိုကျွန်တော်ကြည်ကြည်နေတယ်။အော်တရားကြတယ်ကျွန်တော်။တောက်စရာကြီးပါလားလို့ဒီလောက်တော့အောက်တန်းကျစိတ်သက်တွေနေညနေတဲ့လူတွေငါတို့တိုင်းကြီးမှာဘယ်လောက်တော့ရှိနေပြီလဲဆိုတော့လေတွင်းပြီ။နော်။တောက်စရာကြီးတောက်စရာကြီးအခုကြည့်ပြောနေတဲ့ပုံ။အဆိုသူ့အဆိုတော်လေးပြတူတော်လိုင်းတော့အဲတခုရှိတယ်။နော်ဒီဆိုတော်တွေကတော်လိုင်းရင်းလုံနေလို့ ။အဲဖမ်းပြီးတော့ငါတို့ထောက်ခံဆိုတာဟာသူတက်တက်ရုပ်မှလေးလှုပ်လိုက်တယ်ဆိုတမျိုးဘဒူးမှလည်းတော်နိုင်လှုပ်တာမဟုတ်ကိုလှုပ်မှကိုစားရတယ်ဆိုတဲ့အတိုင်းကိုလှုပ်လို့ကိုကိုစားဖို့အတွက်ကိုလှုပ်နေကြတယ်။ဒါပေမဲ့အဲ့ဒီဒူတွေကိုမလှုပ်ဘူး။တနတ်ထောက်ပြီးတော့ခိုင်းတယ်။တနတ်ထောက်ပြီးခိုင်းတာတော့မျက်နှာကအချိုးမပြေလို့တဲ့။ကဲမင်းမလောင်းမင်းမချလို့ပြောနေတာမှကြည့်။တော့ဆိုတော့သူတို့ညင်ညာနေတာကိုသူတို့ကိုသူတို့သိဖို့လို့ဟဲ့နုပြရှင်နေအကုန်လုံးကကိုကိုကိုသိရမှာအဲ့ဒါအောင်မှာ စီအစိုးရငါတို့ခိုင်းလို့ငါတို့လောက်ရတာအေးခင်ဗျားတို့အဲ့လိုမျက်နှာအမူအရာစိတ်နေထားလီလီခင်ဗျားတို့အဲ့လိုလှုပ်လီလီဟိုကခင်ဗျားတို့ကင်ပြီးဆွာလီလီခင်ဗျားတို့ကဂျာညံ့နေလီပဲခင်ဗျားတို့ခုဖြစ်နေတဲ့ပြဿနာကတပါတီကြုံဖြစ်နေတဲ့စိတ်ပေါက်တယ်အဲ့ဒါလေးသိဖို့လိုတယ်ကိုကစက်မပြေတဲ့နိုင်ငံကြီးစက်မပြေတိပြောရတာကြည့်နော်ပြောရတာကြည့်တပါတီကြုံဖြစ်နေလို့တဲ့အခုကျွန်တော်ဆိုတော်နိုင်လှုပ်နေထောက်ဖို့တယောက်လှုပ်ကျွန်တော်ဘယ်ပါတီမှမဝင်တော့ဘူး NLD နဲ့ကျွန်တော်မဝင်တော့ကျွန်တော် တာမန်ပြီတမင်တက်တက်ကိုမဝင်မဲ့နေဘူး ောင်နိုင်ဒီရွေးကောက်ပွဲကာလတွေရတယ်ခေါ်တာပဲမဝင်ခဲ့ဘူးကျွန်တော်ဘာဖြစ်လို့လဲပြည်သူဆိုတဲ့နေရာမှာနေခြင်းလို့အခုလို့ပြောချင်တိုင်းပြောလို့ရအောင်ပါတီတဲ့ဝင်လိုက်ပါတီဝင်ဖြစ်သွားရင်ပါတီရဲ့စီမင်းစည်းကမ်းလိုက်နာရတယ်နော်ကိုယ့်ပါတီကမှားတာလုပ်နေတောင်ပြောချင်တိုင်းပြောလို့မရဘူးပါတီဝင်တယောက်ဟာကိုယ့်ပါတီအကြောင်းကိုဘာဖြစ်လဲပြောချင်တိုင်းပြောလို့မရဘူးဒါကစီမင်းစည်းကမ်းရှိတယ်အဲ့တော့ကျွန်တော်တို့ဆိုဘယ်ပါတီမှမဝင်ခဲ့ဘူးဒါပေမဲ့ NNDO မဲပေးခဲ့တယ် ဘာဖြစ်လို့လဲငါတို့တိုင်းပြည်အတွက်ဒီအာဏာရှင်ကိုရှင်ပြိုင်ဖိုက်မဲ့ပါတီဒီလောလောဆယ် NLD ပဲရှိတယ်ဒါပို့လေပြောတာဒါပေမဲ့ကျွန်တော်ဘယ်ပါတီမှမဝင်ခဲ့ဘူးအဲ့တော့အဲ့တဲ့တော့လူမျိုးတွေအမှုပညာတဲ့မှာလည်းရှိမှာပဲဘယ်ပါတီမှမဝင်ပဲနဲ့ဘာဖြစ်လဲသူတို့စစ်တပ်အာဏာသိမ်းတာကိုမကြိုက်ဘူးဒီစစ်ခေါင်းဆောင်တွေကိုမကြိုက်ဘူးသူတို့မကြိုက်လားမကြိုက်ခွင့်ရှိတယ်လေလူတယောက်ကမွေးရပါလိမ့်ဗျာလူတယောက်ကမကြိုက်တာကိုကြိုက်တော့မယ်လို့သူကလှုပ်လို့ရတယ်အမင်းလည်းငပိကြိုက်ကြိုက်ကြိုက်မယ်မင်းလည်းပေါင်ပေါင်ကြိုက်ကြိုက် ။ပေါင်ပေါင်းစားတဲ့ကောင်ကငပိချက်မကောင်းဘူးပြောလို့ရမလား။ငပိချက်ကြိုက်တဲ့ကောင်ကငပိပဲစားမှအာသမင်းတင်းတိတ်တာလေ။ဟုတ်တယ်မလား။အဲ့တော့ငါကြိုက်တယ်လို့မင်းဟဲ့မင်းတို့ငပိနန်းနဲ့မစားနဲ့ပေါင်ပေါင်းပဲစားလို့လုံးတဲ့လုံးရက်ဒီတရားမျှတတာငါမျှတဘူး။နော်။အဲ့ဒီမမျှတတဲ့လုံးရက်ကိုမင်းရဲ့ရှေ့ကြီးပါဖြစ်တယ်။ပြောနေတာလုံးဖို့။ဟမ်ဘလောက်ကြောက်ဖို့ကောင်းလဲစဉ်းစားကြည့်။လောကအတွက်ဘလောက်အစိမ့်တောက်တယ်ရုပ်မှန်လဲဆိုတာစဉ်းစားကြည့်။နော်ကြည့် တဲ့လူပညာရှင်ကနနီပိတစ်ဖက်ပိတ်တွေဖြစ်တယ်ဆိုတော့ကိုကိုကျင်ညာလိုက်လို့ဖြစ်တယ်အဲ့ဒါမမေ့ဘူးလို့လေပြန်စမ်းတော့ခင်ဗျားတို့ရဲ့ခန္ဓာကိုယ်တော်ပြီတော်ပြီကျွန်တော်မင်းတို့တော်ပြီပေါင်းပြတော့ဒီကောင်လေးဘာမှဘလို့မရတော့ဘူးပြီးရခင်ဗျားတို့ရဲ့စိတ်နေစိတ်ခင်ဗျားတို့ခန္ဓာကိုယ်ခင်ဗျားတို့ရဲ့စိတ်ခင်ဗျားတို့ယုံကြည်ချက်တွေကိုလုံးဝတပါတီအတွက်လားလူပုဂ္ဂိုလ်အတွက်တော့လားနိုင်ငံတော်တွေဖြစ်ချင်လားလားစဉ်းစားပြည်တော်စုတမရမြန်မာနိုင်ငံတော်နော်ပြည်တော်စုတမရဒေါ်ဘသူဥပဒေနိုင်ငံတော်မဟုတ်ဟုတ်ဘူးအဲ့ဒါလေအဲ့ဒါငါတို့ကပြောရမှာပြည်တော်စုဘာဖြစ်တယ်တမထမြန်မာနိုင်ငံကုဒတမကမှာတမထနိုင်ငံတော် ဟမ်ငါးနှစ်ရှိသွားရင်တော့အခု2025မှာထပ်ထုတ်ပြန်တဲ့စည်ရင်မှာကုလသမဂ္ဂမှာတမထနာမည်ဘယ်လိုလဲမင်းပြောတာနော်ကုဘာပြည်တော်စုတမထမြန်မာနိုင်ငံတော်ဆိုတာမင်းပြောတာနော်ကုလသမဂ္ဂမှာမြန်မာနိုင်ငံတမထနာမည်ဘယ်လိုလဲအေးအဲ့တမထခိုင်းတာမဟုတ်ဘဲနဲ့အာနာသိမ့်တဲ့ခွေးလိုကောင်တွေကခိုင်းတဲ့အတွက်အဲ့ဒီတရုတ်ဆောင်တွေအဲ့ဒီအစိုးတော်တွေကမလုံချင်တာရှင်းလားဟမ်အဲ့ဒါကြီးကိုမင်းတို့အချက်မရှိမင်းတို့ပြောရဲတဲ့ ်ငါဆိုတိုက်တဲ့ရင်းနေမလားငါတို့ဘက်ကလူတွေအဲ့လိုမတော်မတရားတုံးကွာဒီကောင်တွေကစောက်ရမ်းမှာကွာရှက်စရာကြီးလူများပြောလို့ရှင်ဘာမှလက်နက်မရှိတဲ့ပြည်သူတနတ်ကြီးထောက်ပြီးတော့အတင်းအဓမ္မထောက်ခံခိုင်းနေဆိုတော့ကြားလို့မကောင်းရှက်စရာကြီးကွာငါဆိုပဋိညောင်ဆောင်နေမှာအဲကျောင်းဆုံးမင်းမင်းအဲ့လိုကြီးကိုမရေရှက်ပြောရတဲ့ဘော်လေပေါ့ပေါ့မင်းမိဘတွေနဲ့မင်းနဲ့ဘဲရွယ်မှာဟိုမိဘနဲ့လွတ်ကင်းသွားတာတိကျတယ်အကောင်းပြောတာဒါတော့မင်းဆုံးမတော်နေမှုမရှိဘူးထင်တယ်ပုံစံကြည့်ရတယ်ငငယ်တော့ကမင်းတို့မိဘတွေ နော်ဟိုမတရားမှုတရားမှုနော်သူများပေါ်မလုံထင့်တဲ့အရာတွေစတဲ့ဖြင့်မိဘတွေကဒါတွေကိုမဆုံးမဘူးထင်တယ်မင်းတို့ဒါကြောင့်မလို့မင်းတို့တွေဒီလိုဖြစ်နေတာအခုပြောတဲ့စကားကြည့်တို့တိဖို့လိုတယ်ဆိုတော့ခင်ဗျားတို့လည်းတိဖို့လိုတယ်အဲ့တော့အပြင်ကတိုက်ခိုက်တာတွေကိုကောင်းနေထည့်ပြန်မလို့ကိုလုတ်ဆရာချက်လုတ်ပါပြီးတော့ကိုလုံနေတဲ့ပုံမှာဂုံယူပါတစ်ချိန်မှာနောက်ကိုသားသမီးတွေကိုပြန်ပြီးဂုံယူစွာပြပလို့ရအောင်လို့ပါတစ်ချိန်မှာသားသမီးတွေရှင်ပြလိမ့်မယ်တစ်ချိန်မှာနောက်မျိုးဆက်တွေကခင်ဗျားတို့ဗီဒီယိုဖိုင်တစ်ခုရှင်ပြပြီးတော့ဖေဖေဘယ်မှန်လဲမေးဖေဖေဘယ်မှန်လဲမေးတဲ့အချိန်မှာခင်ဗျားတို့ကိုကိုအဲ့ကြောင်မှမရှက်မိအောင်ခုကလေးကကိုလိုကိုလိုပါ ိုးဟာကိုလူဟစ်တယ်ကြော်ကြုံးမြင်60နှစ်မှာတော်လန်ခဲ့ကြတဲ့သူတွေ88မှာတော်လန်ခဲ့ကြတဲ့သူတွေဒီနေ့ချိန်ထိလူတဲဝင်ွားတဲ့ရှင်နော်62မှာအာနာတိန်ခဲ့တဲ့နေဝင်းမျိုး88မှာအာနာတိန်ခဲ့တဲ့တန်းရွှေစောမောင်မျိုး62မှာတော်လန်ခဲ့ကြတဲ့သူတွေနဲ့62မှာအာနာတိန်ခဲ့တဲ့သူတွေဆွေမျိုးသားချင်းတစ်ခုဘယ်သူကလူရဝင် 88မှာအာနာသိမ်းခဲ့ကြတဲ့စစ်ဘိုလ်ချုပ်တန်းရွှေတို့စောမောင်တို့ဒီဘက်နည်းနည်းရောက်လာတော့ခင်ညွန့်တို့အမျိုးနဲ့တော်လန်ခဲ့ကြတဲ့ကိုမင်းကိုနိုင်တို့ဟမ်တေဝါနဲ့စောဝါနဲ့ကိုချင်းမီတို့ဘသူတွေလူရဝင်အဲ့ဒါအဖြေပဲမင်းပြောတာတော့မှန်တယ်အဲ့တခုဒါပေမဲ့ဘသူလူရဝင်လဲဆိုတာတီးဖို့လို့အဲ့တော့နောက်တစ်ချိန်ကြာရင်လည်းပြောမှာပဲဘသူကတာတမီလဲဟာအဲ့ဒီ2000လောက်တဲ့ နွေဦးတော်နိုင်ရင်းမှလေအသေးအတန်လှုပ်ခဲ့တဲ့အချိန်ဒီကြော်မျိုးမင်းပေါ့အဲအဲ့ဒီအာနာသိန်းတဲ့ကောင်ဒီဘက်ကနေပါပြီးတော့မဟုတ်မမှန်တာတွေပြောလော်ဘီလုပ်နောက်ဆုံးကျတော့ပေကြီးဆုံးနဲ့ပေသွားတာအဲ့ဒါသူ့ရဲ့သားလေအတူဖေကြော်မျိုးမင်းလေသူ့အဖိုးကြော်မျိုးမင်းလေသေရောတံမိခဲ့တဲ့မိသားမိသားပဲမျက်နှာငယ်ရမှာတိလအဲမပူနဲ့အဲ့ဒီကြိုင်ကြော်မျိုးမင်းသားဆိုထွေလို့ထွေမှာအဲ့နောက်တော့ဖြစ်မှာ မယုံရင်စောင့်ကြည့်လိုက်ကြော်ပြောမင်းလောကမှာဓမ္မဆိုတာဘယ်တော့မှချုံလို့ထုံးစံမရှိဘူးเนาะမင်းတို့ကြိုက်တယ်လို့လို့တော်အောင်စန်းစုကြည်ကိုနိုင်နိုင်ပိုင်ရုပ်တိုင်မင်းတို့တော့အစ်စ်မဟုတ်ဘူးเนาะမင်းတို့ပါချီပါချက်တည်င်းဓမ္မအမိခံပြီးတော့သူများအကြမ်းဖက်ဖို့ပဲလှုပ်ဆောင်နေတဲ့အစ်စ်မဟုတ်ဘူးเนาะနိုင်ငံအောင်အာဏာသိမ်းထားတယ်အာဏာသိမ်းပြီးတဲ့ရေဒီယိုရုပ်ပြတန်ကြားတည်င်းစာအကုန်လုံးကနေထက်တော်အောင်စန်းစုကြည်မကောင်းကြအခုခေတ် ဒီ၁၄ငါး၆နှစ်လူပြိုအပြိုဖြစ်တဲ့အရွယ်ဆိုမတီးဘူး။ဒေါ်စန်းစုကြည်ဘလို့ပုတ်ခတ်နေဆိုတာအဲ့ခလေးထုတို့မတီးသေးဘူး။နော်။ပိုးဆိုးပက်ဆက်သုံးစားလို့မရကာအဲနောက်ရှိသေးတဲ့အဲ့တည်င်းစာထဲမှာရိုးထဲအောင်ပို့ကာသွန်းနေမင်းတို့လိုဘောမနေပေါ့။ကာသွန်းနေဆွဲပြီးတော့ဒေါ်စန်းစုကြည်ကိုပုတ်ချတိုက်ခိုက်ခဲ့တာ။ဘလူတွေဘာဖြစ်သွားလဲ။ဒေါ်စန်းစုကြည်ဒီနေ့ချိန်ထိမင်းတို့လက်နဲ့အာကိုနဲ့ဖမ်းချုပ်ထားပြီမယ်။ဒေါ်စန်းစုကြည်ရဲ့ဂုံတည်င်းကိုမင်းတို့တတ်လို့ရတယ်။အဲ့ဒါလူတန်ကိုနော်အဲ့ဒါလေးကိုမင်းတို့မြင်အောင်ကြည့်ပါ ြံနေခဲ့တဲ့မျိုးဆက်တွေအောက်တန်းစားမျိုးဆက်အဖြစ်ထားခဲ့မယ်ဆိုရင်တော့မင်းတော်ပဲတိုက်သူလို့လုပ်ဒါပဲရှင်းရှင်းလေးပဲနိုင်ငံတော်ကကြီးချက်ကကူညီလိုက်ဒါပဲကျွန်တော်တို့လည်းကူညီတာပဲဒီလိုပဲကူညီတာနိုင်ငံတော်ပဲကူညီတာအဲ့ဒါဟုတ်နိုင်ငံတော်ဆိုတော့အခုအနာသိန်းကားကောင်တွေကနိုင်ငံတော်လားမင်းအောင်လိုက်ကနိုင်ငံတော်လားကျူကျူလှကနိုင်ငံတော်လားနိုင်ငံတော်ဆိုတာပြည်သူကိုပြောတာလေပြည်သူအများစုကနိုင်ငံတော်ကိုနိုင်ငံခေါင်းဆောင်နဲ့ခေါင်းဆောင်ကိုဘုဒ္ဓတတ်မှတ်ထားတယ်မင်းအောင်လိုက်တတ်မှတ်ထားတာဟမ် နိုင်ကဘာရောဘလူတက်မှတ်ထားတယ်မင်းအောင်နိုင်တက်မှတ်ပေးထားတာဦးဝင်းမြတ်တော်ဆန်းစုကြီးတက်မှတ်ပေးထားတာအဲမင်းတို့လည်းမရှက်ဘူးလားမင်းတို့ကိုယ်တက်တက်မှတ်ကမှာတာလေမင်းတို့နာမည်စရင်ထည့်ထားမင်းတို့ဘလူပြောမလဲမသိဘူးတော့အကောင်ပြောတာအခုတော့မှအာနာသိမ့်ပြီးတခိုးကြဘိုးလူတက်ဓမ္မဘုရားရန်စွဲကောင်ဘုရားရောက်နေတာတော့မှနည်းနည်းနိုင်ငံတော်ကိုဘလူပကြီးလေဟာနိုင်ငံတော်ကဘလူလေမတိမင်းအောင်နိုင်ရပဲနိုင်ငံတော်ကိုကိုပါထပြီးတော့ပဲပူညီပေးရတော့မလို့လို့ဟမ်ဟုတ်တယ်အကောင်ပြောတာအခုအာဆီယံနဲ့လက်ခံဟောအီယူနဲ့လက်ခံ ုလသမဂ္ဂမှာနဲ့နိုင်ငံစင်ရင်မှာတခါနဲ့အဲနိုင်ငံတော်ခေါင်းဆောင်ဗါတဲ့ဘူဂျုံကူကြီးမင်းအောင်နိုင်လို့ရင်းနဲ့သွားပြီးတောင်းနေဘယ်လိုပြောမလဲမသိဟမ်အကောင့်ပြောတာဘယ်နေရာမှာလူရမဝင်လို့အဲ့လိုဒီဘင်းအားပြီးလဲမလို့ဘူးဘူးမှမလို့စစ်တပ်တွေပါဘူးဘူးမှရှိရှိကျွန်တော်နိုင်ငံတော်ကူညီပါတာပဲကြည့်ကြည့်ပြောရပုံကြည့်နော်အဲ့တော့မြင်အောင်ကြည့်ပါမြင်အောင်ကြည့်ကြပါကိုလုံးမကိုစားရဟမ်နိုင်ငံဆိုတာငါတို့နဲ့မစားဘူးငါအဆိုတော့ရှင်းမဲဆုံးပဲ အေးလာအာမပိငါကောင်ယွန်လေဒီကောင်လေးလူတက်တာအာမပိဘူးငါငါငါလုံငါလုံတော်နိုင်နေမလို့ရမရဘူးပြစ်နော်အဲ့ဒါနိုင်ငံရေးပဲဒါကြောင့်မလို့နိုင်ငံရေးကိုလောက်ကြပါလောက်ကြပါလောက်ကြပါပြောလေဆိုတာအဲ့ဒါလို့မတရားမှုတွေနဲ့အုပ်ချုပ်တာကိုခံရတဲ့ဘဝတွေမရောက်ကြဘူးနိုင်ငံရေးကိုနားထောင်ကြပါဝိုင်းပါကြပါလောက်ကြပါလို့တိုက်တွန်းနေတယ်။စောင့်မြင်းကတ်ခံပြီးတိုက်တွန်းနေတယ်။ဘယ်သူမှတော့စောင့်မြင်းကတ်ခံမလဲ။လူစောင့်မြင်းကတ်တဲ့ဘဝကိုဘယ်လိုလိုချင်တယ်။မလို့မလို့ချင်ဘူး။ ဒါပေမဲ့ကျွန်တော်တို့လည်းအခုဆောင်မြက်ကခိုင်ထွက်ပြောနေတယ်ဆိုတာဒီလိုလူရုံမာတွေကြီးစိုးတဲ့အတိုင်းကြီးကိုလက်မခံနိုင်လို့ဒါရှင်းရှင်းလေးပဲเนาะဒါကြောင့်မို့လို့လောက်ကြပါလို့ပြောတာအဲ့တော့မြင်မိမလားเนาะအဲ့တော့တကယ်ရှက်ဖို့ကောင်းတဲ့ဘဝတွေရှက်စရာကောင်းမှမတိတယ်ကြည့်ဒါတော့ကိုစေးသုံးသက်ချက်ပြီးလို့ file ဖြစ်ပါတယ်เนาะအတွေ့အတိုင်းပဲဒီအမှုပညာရှင်တွေပတ်သက်ပြီးတော့အခုချိန်မှာဆိုရင်သူကဆရာကြီးလို့လို့ပါလို့ပေါ့เนาะအမှုပညာရှင်တွေအားလုံးပဲသူ့ကိုဟိုကိုးကွယ်ရမယ့်ပုံစံလို့လို့ပေါ့เนาะအဲစစ်တပ်မှာဒီဘယ်လောက်ထိ ဟိုသူတို့အာနာနဲ့ပတ်သက်ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာတွေ့တယ်မလားသူတို့ဒီဘာမဟုတ်တယ်နော်ဒီအရေးခင်းလေးမှာနေရာလေးနည်းနည်းရနဲ့အမှုပညာရှင်ဆိုတဲ့လူတွေကိုသူကခေါင်းပုံဖြတ်ပြီးမှသူကဆရာကြီးဌာနနဲ့လုပ်နေတာပေါ့နော်အဲ့လိုမျိုးလုပ်တဲ့ကောင်တွေကြောင့်လဲအခုအမှုပညာရှင်တော်တော်များများကအခုလိုမျိုးအချင်းနဲ့ကြက်တွေရောက်နေတာဖြစ်ပါတယ်အဲ့တော့ဒီလိုဘောပါတွေကိုအမြန်ဆုံးတော့ပညာပေးသင့်နေပါပြီနော် ။ဟုတ်ကဲ့ကျွန်တော်ရေမနက်ပိုင်းသတင်းတင်ဆက်ပြီးလို့လေးရဒီလောက်ပါပဲ။အစာဆုံးကြည့်ပေးကြမြို့ပြည်သူကြောက်စင်းနဲ့ထူပဲကျေးဇူးတင်ပါရယ်။အားလုံးပဲစိတ်ချတာချင်းကိုယ်ကြီးကျမ်းမာချင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖတ်မင်းအောင်လိုင်းစစ်ပေးငလင်းပေးဘေးအနေပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။